တောင်ကိုရီးယားမီဒီယာ SBS News ရဲ့ဖော်ပြချက်အရ2025ခုနှစ်ဧပြီလ22ရက်နေ့မှာတောင်ကိုရီးယားအောက်ခွန်ဝန်ဆောင်မှု KCS ကဘူဆန်မြို့ Newport အနီးကစစ်ရုံတစ်ခုကိုဝင်ရောက်စစ်ဆေးခဲ့ပြီးတရုတ်နိုင်ငံထုတ်မှွေရများစွာကိုတောင်ကိုရီးယားထုတ်အဖြစ်အယောင်ဆောင်ထားတာကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီမှွေရတွေဟာတောင်ကိုရီးယားကုမ္ပဏီ22ခုကထုတ်ပေးထားတဲ့မူရင်းထုတ်လုပ်မှုလက်မှတ်တွေနဲ့အတူလိမ်လည်ထားတာဖြစ်ပြီးတောင်ကိုရီးယားကနေအမေရိကန်ပြည်ထောင်စုကို ပြန်လည်တင်ပို့ဖို့ရည်ရွယ်ထားတာပါဒီလိုနည်းနဲ့ငွေရာ1.2တန်းနှစ်တန်းကို အမေရိကန်ကို တင်ပို့ခဲ့ပြီးစုစုပေါင်းတန်ဖိုးဟာကိုရီးယားဝမ်84ဘီလီယံဒေါ်လာ52တန်းရှိတယ်လို့ဖော်ပြထားပါတယ်ဒါဟာတောင်ကိုရီးယားကောက်ခွန်ဝန်ဆောင်မှုကမကြသေးခင်ကဖော်ထုတ်ခဲ့တဲ့တရုတ်ကုမ္ပဏီတွေပစ္စည်းတွေကိုတောင်ကိုရီးယားမှာထုတ်လုပ်သလိုဟန်ဆောင်တစိုက်ကပ်ပြီးအမေရိကန်ကိုတင်ပို့ရဖြစ်ရတွေကတခုဖြစ်ပါတယ် KCS ရဲ့ဖော်ပြချက်လက်တွေအရ2025ခုနှစ်ပထမ3လပတ်မှာတရားမဝင်တင်ပို့မှုတင်ပို့ဟာကိုရီးယားဝမ်29.5ဘီလီယံဒေါ်လာ20.8တန်းအထိရှိခဲ့ပြီးဒီပစ္စည်းတွေရဲ့69%ရာခိုင်နှုန်းဟာအမေရိကန်ကိုဥတီခဲ့ပါတယ်2024ခုနှစ်မှာတရားမဝင်တင်ပို့မှုစုစုပေါင်းဟာကိုရီးယားဝမ်34.8ဘီလီယံရှိခဲ့ပြီး62%ရာခိုင်နှုန်းဟာအမေရိကန်ကိုတင်ပို့ခဲ့တာဖြစ်ပါတယ် ဒါဟာကျိုးပစ္စည်းတွေကိုတောင်ကိုရီးယားကနေလမ်းကြောင်းပြောင်းပြီးအမေရိကန်ရဲ့ကုန်သွယ်ရေးကန့်သတ်ချက်တွေကိုရှောင်ရှားဖို့တိတိတသာတိုးလာတာကိုဖော်ပြပါဗျ။ဖော်ပြထားတဲ့ချိုးဖောက်မှုတစ်ခုမှာဘက်ထရီကတ်စ ထုတ်လုပ်မှုတဲ့ပစ္စည်းတွေပါဝင်ပြီးဒီပစ္စည်းတွေဟာကိုရီးယားဝန်3.3ဘီလီယံတန်ဖိုးရှိပါတယ်။ဒီပစ္စည်းတွေကိုတရုတ်ကနေတင်သွင်းပြီးတောင်ကိုရီးယားမှာထုတ်လုပ်သလိုဒစိမ့်တက်က Trump ဆိုရရဲ့ မြန်မာတဲ့အခွန်တွေကိုရှောင်ရှားဖို့အမေရိကန်ကို ပြန်တင်ပို့ခဲ့ပါတယ်2025ခုနှစ်မတ်လမှာဖော်ပြခဲ့တဲ့ နောက်ထပ်ဖြစ်ရတစ်ခုကတော့ကိုရီးယားဝန်16.3ဘီလီယံတန်ဖိုးရှိတဲ့စောင့်ကြည့်ကင်မရာအစိတ်ပိုင်းတွေပါဝင်ပါတယ်ဒီအစိတ်ပိုင်းတွေကိုတရုတ်ကနေတင်သွင်းပြီးတောင်ကိုရီးယားမှာအနေငယ်စုပေါင်းပြီးမှတရုတ်ဆက်သွယ်ရေးပစ္စည်းတွေပေါ်ကန့်သတ်ချက်တွေကိုရှောင်ရှားဖို့အမေရိကန်ကို တင်ပို့ခဲ့ပါတယ်ဒီလိုရက်တွေကိုကွက်ပြောက်ရိုက်ချင်း origin laundering လို့ခေါ်ပါတယ်။ဒါဟာအခွန်တွေပိတ်ပင်မှုတွေဒါမှမဟုတ်အခြားကုန်သွယ်ရေးကန့်သတ်ချက်တွေကိုရှောင်ရှားဖို့ပစ္စည်းတွေရဲ့မူရင်းထုတ်လုပ်တဲ့နိုင်ငံကိုမမှန်ကန်သောပြောင်းလဲစိတ်တက်တာဒါမှမဟုတ်လိမ့်လေလှုပ်ဆောင်တာကိုယဉ်ညွန်းပါတယ်။သုံးတဲ့နီလန်တွေထဲမှာတတိယနိုင်ငံမှာရိုးရှင်းစွာပြုမြင်ထုတ်လုပ်တာထုတ်ပိုးမှု ပြောင်းလဲတာဒါမှမဟုတ်ကုန်သွယ်ရေးစီးမြင့်တွေကအားနည်းချက်တွေကိုအသုံးချဖို့တစိုက်ပြန်တက်တာတွေပါဝင်ပါတယ်။ တောင်ကိုရီးယားအောက်ခွန်ဝန်ဆောင်မှုရဲ့စီမံကိန်းရာရှိလီကွန်ဝူကထရန့်ရဲ့ပထမသတ္တန်းတော့ကအတူရောင်တင်မမှုလမ်းကြောင်းတွေပေါ်ပေါက်လာခဲ့ပြီးသူပြန်လဲရာယူရယူလာတဲ့အခါဒီပြဿနာဟာပိုပြီးပြင်းထန်လာဝဲရှိတယ်လို့မှတ်ချက်ပြခဲ့ပါတယ်။တောင်ကိုရီးယားအလားပိုင်းတွေဟာဒီလှုပ်ဆောင်မှုတွေကိုစုံစမ်းမှုတွေစတင်ခဲ့တယ်လို့လည်းသူကဖော်ပြခဲ့ပါတယ်။ထရန့်ပြန်လဲရွေးကောက်တင်မြှောက်ခံရပြီးနောက်ချိုးဖောက်မှုတွေကို ပိုမဆိုးလာသေးဘူး။2025ခုနှစ်ဧပြီလ21ရက်နေ့မှာ တောင်ကိုရီးယားနဲ့အမေရိကန်အောက်ခွန်အရာရှိတွေဟာနေဆက်ဖြတ်ကျော်ကွက်ပြောင်ရိုက်ခြင်း origin laundering ပြဿနာတွေကို ဖြေရှင်းဖို့ပူပေါင်းပြီးပုံမတင်ချက်တဲ့အကောင့်ထည့်ဖော်ဆောင်မှုအစီအမံတွေကိုဆွေးနွေးဖို့အစည်းအဝေးတစ်ခုကျင်းပခဲ့ပါတယ်။ဒါအပြင်တောင်ကိုရီးယားတောက်ခွန်အောက်ခွန်ဝန်ဆောင်မှုကအစိမ့်မြင့်စင်ပြီးကွန်ဒရာထုတ်ကုန်မှုတွေတင်ပို့မှုတစ်ခုကိုတင်စီခဲ့ပါတယ်။ဒီထုတ်ကုန်ရဲ့တန်ဖိုးဟာကိုရီးယားဝမ်5.1ဘီလီယံဒေါ်လာ3.6တန်းခန့်ရှိပါတယ်။ ဒီပစ္စည်းတွေကိုတောင်ကိုရီးယားသားတွေကတင်သွင်းခဲ့ပြီးတကယ့်စင်းလုံးရဲ့တရားခိုင်လုံးတန်ဖိုးပဲရှိတဲ့အနိုင်ဆုံးစီမီကွန်ဒက်တာတွေအဖြစ်မမှန်ကန်သောဖော်ပြထားကဟောင်ကောင်ကိုတရားမဝင်တင်ပို့ခဲ့တာပါတောင်ကိုရီးယားအနာပိုင်းတွေကနိုင်ငံခြားကုမ္ပဏီတချို့ဟာတောင်ကိုရီးယားရဲ့လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီချက်ကိုအသုံးချဖို့ကြိုးစားနေပြီးအမေရိကန်ရဲ့အခွန်တွေဒါမှမဟုတ်ပိတ်ပင်မှုတွေကိုရှောင်ရှားဖို့တောင်ကိုရီးယားကိုကြားဖြတ်တင်ပို့တဲ့နေရာအဖြစ်အသုံးပြုနေတယ်လို့ထောက်ပြပါဗျာ ဒါကိုတုံ့ပြန်တဲ့အနေနဲ့တောင်ကိုရီးယားကောက်ခွန်ဝန်ဆောင်မှုကနိုင်ငံတွေကြားအခွန်ကွဲရမှုတွေကိုအသုံးချတဲ့ပြန်လည်တင်ပို့မှုကုန်သွယ်ရေးဆိုင်ရာလုံဆောင်မှုတွေကိုဖြုတ်ခွဲဖို့အာရုံစိုက်မဲ့အထူးကုန်သွယ်ရေးလုံခြုံမှုစုံစမ်းစစ်ဆေးရေးအဖွဲ့တခုဖွဲ့စည်းခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒါဟာတောင်ကိုရီးယားရဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးကုန်သတင်းကိုကာကွယ်ဖို့ရည်ရွယ်တာပါ။ဒီလှုပ်ဆောင်မှုဟာ Trump ရဲ့အခွန်ဆိုင်ရာပြဿနာတွေနဲ့ပတ်သက်ပြီး American တောင်ကိုရီးယားလှုပ်ဆောင်ခဲ့တာဖြစ်ပြီး American အပေါ်၎င်းရဲ့ရည်တည်ချက်ကိုရှင်းလင်းဖော်ပြဖို့နဲ့လက်ရှိအခွန်ညှိနှိုင်းမှုတွေမှာအကျိုးရှိတဲ့ဆက်ဆံမှုကို လုံခြုံစေဖို့တောင်ကိုရီးယားရဲ့ရည်ရွယ်ချက်ကိုပြသတာဖြစ်ပါတယ်။တောင်ကိုရီးယားဟာတရုတ်နဲ့အကွာအဝေးထားပြီးအမေရိကန်နဲ့ရှင်းလင်းစွာမဟာမိတ်ဖွဲ့ဖို့ထင်ရှားတဲ့လှုပ်ဆောင်မှုတွေလှုပ်ဆောင်နေတဲ့နိုင်ငံတွေကတနိုင်ငံပဲဖြစ်ပါတယ်။တစ်ဖက်မှာတော့တရုတ်သမ္မတရှီကျင်းဖင်ရဲ့မကြသေးရင်ကအရှိတောင်အာရှစီဆွဲဆောင်မှုတန်တမန်ခီးစဉ်ပြီးမှာ တရုတ်အတွက်မနှိမ့်မြုပ်ပွဲဖြစ်ရတွေဇက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်တရုတ်နဲ့ရင်းနှီးတဲ့စင်ကာပူမလေးရှားနဲ့ကမ်ဘောဒီးယားလိုနိုင်ငံတွေမှာနေမှာအိန္ဒိယလိုဗတ်မလိုက်တဲ့ရတ္တိချက်ထိမ့်သိမ်းထားတဲ့နိုင်ငံတွေမှာပါတရုတ်သဘောထားတွေတိမ်မွေ့စွာပြောင်းလဲလာတာကိုတွေ့ရပါတယ်ဒီပြောင်းလဲမှုဟာတရုတ်ကွန်မြူနတီပါတီ CCP ကိုစက်ညင်တဲ့စုပေါင်းတွန်းလှန်မှုတစ်ခုဖြစ်ပေါ်လာနိုင်တယ်လို့ညွှန်ပြပါတယ်စိတ်ဝင်စားစရာက ရှီကျင့်ဖင်ပေါ်ပထမဆုံးအဓိကဝေဖန်မှုဟာတရုတ်နဲ့ရင်းနှီးတယ်လို့အချိန်ကြာရှည်သတ်မှတ်ခံလာရတဲ့စင်စင်ကာပူကနေထွက်ပေါ်လာခဲ့တာပါ2025ခုနှစ်ဧပြီလ21ရက်နေ့မှာစင်ကာပူရဲ့ဝန်ကြီးချုပ်ဟောင်းလီရှန်ဟန်းရဲ့ဇနီးဟိုချင်းကဒေတာရင်းမီဒီယာထုတ်ကုန်တစ်ခုဖြစ်တဲ့ Critical Spectator ရဲ့ဆောင်းပါးတစ်ပုဒ်ကို Facebook မှာဝင်မျှခဲ့ပါတယ်ဒီဆောင်းပါးကတရုတ်ဟာဒီနေ့ကမ္ဘာမှာ ပုံမှုဩဇာညောင်းနိုင်မှာဖြစ်တယ်လို့ရဲရဲဝံ့ဖော်ပြထားပါတယ်။ဆောင်းပါးကရှီကျင့်ဖင်ရဲ့ပြီးခဲ့တဲ့၁၂နှစ်ကာလအုပ်ချုပ်မှုကိုဝေဖန်ခဲ့ပြီးသူ့ကိုမာဖီးယားကောင်းဆောင်တို့အနေနဲ့နှိုင်းယှဉ်ကတောင်တရုတ်ပင်လယ်မှာရန်လိုစွာ ပြုမှုခဲ့သူဖြစ်ဖော်ပြပါတယ်။သူဟာနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ခဲ့ပြီးကျိုးတွေကိုစစ်ရင်အားသုံးမှုပြင်ဆင်ကအခြားနိုင်ငံတွေရဲ့တင်မောတွေကိုနှောက်ယှက်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်းအနိုင်ကျင့်မှုကိုစန့်ကျင်နေဆိုတဲ့ယူဆကိုဆက်လက်မြင့်တင်နေတယ်လို့ဖော်ပြထားပါတယ်။ဆောင်းမကတရုတ်ကွန်မြူနတီပါတီ CCP ဟာနိုင်ငံခြားကုမ္ပဏီတွေကိုတရုတ်မှာလုပ်ကိုင်ခွင့်ပိတ်ပင်ထားပြီးဆက်မှုလုပ်ငန်းတွေကို တရားမဝင်ထောက်ပံ့ပေးထားတာ။ညာနာမှုပိုင်ဆိုင်ခွင့်တွေကိုခိုးယူခဲ့တယ်လို့ထောက်ပြပါဗျ။ဒါအပြင်ဈေးကွက်ပွင့်နှမှုဆိုင်ရာဂရီကုတ်တွေကိုချိုးဖောက်ပြီးအခွန်မဟုတ်တဲ့ကုန်သွယ်ရေးအတားအဆီးတွေထားရှိထားတယ်လို့လည်းဆိုပါဗျ။ဒါဟာ ကုံတော်ရေးကာကွယ်ဝါဒကိုဝေဖန်ရင်းနဲ့ပဲလှုပ်ဆောင်နေတာဖြစ်တယ်လို့ဖော်ပြပါဗျ။ဆောင်းမကရှီကျင့်ဖြင့်ခါပန်လန်နဲ့ယိုလန်အစီမံ Bad and Road Initiative ဟာအကျွေးထောင်ချောက်တွေဖန်တီးပြီးအရှေ့တောင်အာရှနိုင်ငံတွေမှာကုန်ပစ္စည်းတွေပုံထည့်ရောင်းချတာကိုလည်းရှုတ်ချပါဗျ။ဆောင်းမရဲ့ဒီကုန်းမှာတော့ Trump ဘောကဘာလုံးဆိုင်ရာမကျေနပ်မှုတွေရှိနေပေမဲ့ရှီကျင့်ဖြင့်ဟာတင့်ညော်ရဲ့အစားထိုးရွေးချယ်စရာမဟုတ်ဘူးလို့ဖော်ပြထားပါဗျ။ ထရမ့်အစိုးရဟာနိုင်ငံအသီးသီးနဲ့သဘောတူညီချက်တွေရယူပြီးတဲ့အခါအမေရိကန်ဟာ၎င်းရဲ့ဂတိကဝတ်တွေကိုဂုဏ်ပြုတဲ့အတွက်ယုံကြည်မှုရရှိမှာဖြစ်ပြီးတရုတ်ကတော့ဒီလိုမဖြစ်နိုင်ပါဘူးလို့ဆိုပါတယ်။ရှီကျင့်ဖျင်ဟာအမေရိကန်ကိုဆန့်ကျင်မှုကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှုတွေကိုစုစည်းဖို့ရုံးကန်ရလိမ့်မယ်လို့လည်းဆိုပါတယ်။ဆောင်းမဟာအမေရိကန်ကိုပုံမှန်လင်းလင်းထောက်ခံပြီး CCP နဲ့ရှီကျင့်ဖျင်ကိုပုံကုံရေးအကြဝေဖန်တဲ့ပုံစံဖြစ်နေတာက ထိတ်လန့်စရာဖြစ်ပါတယ်။ဟိုချင်းကဒီဆောင်းပါးကိုမျှဝေခဲ့ပြီးစေနာကြီးကြိုကြားဖြတ်မှတ်ထားပဲထားခဲ့တာဟာမတော်တဆလှုပ်ဆောင်မှုမဟုတ်ဘူးဆိုတာကိုပြသနေပါတယ်။စင်ကာပူရဲ့ဝင်ကြီးချုပ်ဟောင်းရဲ့ဇနီးဖြစ်သူဟိုချင်းရဲ့လှုပ်ဆောင်မှုတွေဟာနောက်ဆိုင်တဲ့နိုင်ငံရေးအဓိပ္ပာယ်တွေရှိပါတယ်။လီချန်လုံးဟာ2024ခုနှစ်မှာယာရူးကနေနှုတ်ထွက်ခဲ့ပြီးမြဲသူ့ရဲ့ဩသာလွှမ်းမှုကဆက်လက်ရှိနေပါတယ်။ဝင်ကြီးချုပ်တဲ့ Lawrence Wong ဟာ လီရဲ့အထူးကပုဂ္ဂလိကအတွင်းမှုဖြစ်ခဲ့ပြီး2022ခုနှစ်မှာသူ့ရဲ့ဆက်ခံသူအဖြစ်ရွေးချယ်ခံခဲ့ရတာကလီမီသားစုရဲ့စင်ကာပူနိုင်ငံရေးပေါ်ဆက်လက်ဩဇာလွှမ်းမိုးနေတာကိုပြသပါဗျ။ဟိုချင်းရဲ့လွတ်လပ်သောလှုပ်ဆောင်မှုဟာလက်ရှိဆိုးရွားတွေတရုတ်နဲ့တန်တမန်ဆက်ဆံရေးမှာပြောင်းလဲနေရာဖြစ်စေခဲ့ပြီးစင်ကာပူဟာအမေရိကန်နဲ့ပုံမှန်နီးကပ်ဖို့ဆန္ဒရှိတယ်ဆိုတာကိုတွေ့ဝိုက်ပြသခဲ့ပါဗျ။ တချိန်ကအရှိတောင်အာရှမှာတရုတ်နဲ့ရင်းနှီးတဲ့နိုင်ငံဖြစ်သတ်မှတ်ခံရတဲ့စင်ကာပူဟာတရုတ်နဲ့တိသာထင်ရှားတဲ့စီးပွားရေးဆက်နွယ်မှုတွေရှိနေသေးပါဟိုချင်းဟာရခင်ကစင်ကာပူရဲ့အချုပ်အခြာပိုင်ဆိုင်မှုရန်ပုံငွေတင်းမတ်ကနေ CEO ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးတရုတ်မှာရင်းနှီးမြှုပ်နှံမှုတွေဟာ၎င်းရဲ့စုစုပေါင်းပိုင်ဆိုင်မှုရဲ့19ရာခိုင်နှုန်းဖြစ်ပြီးယွမ်2ထရီလီယံကျော်တန်ဖိုးရှိပါတယ်ဒီလိုနှဆိုင်တဲ့စီးပွားရေးဆက်နွယ်မှုရှိပေမဲ့ဟိုချင်းရဲ့ ရှီကျင့်ဖင်ကိုဝေဖန်တဲ့ဆောင်းပါးကိုလူသိရှင်ကြားထောက်ခံမှုဟာစင်ကာပူဟာတရုတ်ရဲ့ဖြစ်နိုင်ခြေရှိတဲ့လက်တုံ့ပြန်မှုကိုမကြောက်ရွံ့တော့ဘူးဆိုတာကိုညွှန်ပြပါတယ်။ထပ်မံပြီးပြောပြရရင်2025ခုနှစ်ဧပြီလ9ရက်နေ့မှာဟိုချင်းကရှီလျားတဲ့ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပြီးတရုတ်နိုင်ငံဟာကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ဝင်ရောက်ပြီးနောက်၎င်းရဲ့တာဝန်ဝတ္တရားတွေကိုမလိုက်နာခဲ့ဘဲကြီးမားတဲ့စီးပွားရေးအကျိုးမြတ်တွေရရှိခဲ့တယ်လို့ဝေဖန်ခဲ့ပါတယ်။ သူမကအမေရိကန်ကိုကဘာလုံးဆိုင်ရာလွတ်လပ်ပြီးတရားမျှတတဲ့ကုန်သည်ကိုဥဆောင်နေတယ်လို့လည်းချီးကျူးခဲ့ပါတယ်။လက်ရှိရေယာဝေဖန်သုံးသူတန်ချင်းကျန်ကအစောပိုင်းဆောင်မဟာနိုင်ငံရေးတိုက်ခတ်မှုကိုစမ်းသပ်ဖို့ထင်ရပေမဲ့2025ခုနှစ်ဧပြီလ22ရက်နေ့မှာ ရှီကျင့်ဖင်ကိုပြတ်သားသောဝေဖန်တဲ့ဆောင်မကိုမျှဝေဖို့ဆုံးဖြတ်ချက်ဟာဂယုတစိုက်စဉ်းစားထားတဲ့တရားဝင်ထုတ်ပြန်ချက်တစ်ခုဖြစ်နိုင်တယ်လို့ထောက်ပြပါဗျာ။ဟိုချင်းရဲ့လှုပ်ဆောင်မှုတွေဟာ စင်ကာပူရဲ့ CCP အတွင်းပိုင်းပြောင်းလဲမှုတွေကိုနားလည်မှုရှီကျင်းဖင်ရဲ့အာနာအားနည်းလာမှုကိုတတိပြုမှုကိုထင်ဟပ်စေပြီးစင်ကာပူဟာတရုတ်ရဲ့လက်တုံ့ပြန်မှုကို မကြောက်ရွံ့တော့ဘူးဆိုတာကိုညွှန်ပြပါတယ်ထူးခြားသောဖော်ပြထိုက်တာကအမေရိကန်တရုတ်အခွန်စစ်ပွဲစတင်ကလေးကတရုတ်ဟာအမေရိကန်နဲ့ညှိနှိုင်းမှုအတွက်ဂျာကန်တအူးကိုရှာဖွေနေတယ်ဆိုတဲ့သတင်းတွေရှိခဲ့ပါတယ်အဲ့ဒီတည်းမှာစင်ကာပူဝန်ကြီးချုပ်ဟောင်းလီရှန်လွန် sorry အင်ရှင်မင်သား မိုဟာမက်ဘင်ဆာလ်မန်ဂျပန်နဲ့ဂျာမနီကောင်းဆောင်တွေပါဝင်ခဲ့ပါတယ်။ဒါဟာတရုတ်ကစင်ကာပူကိုယုံကြည်ရတဲ့မိဖက်ဖြစ်တချိန်ကသတ်မှတ်ခဲ့တာကိုပြသပေးမယ်။အခုဟိုချင်းကရှီကျင်းဖင်ကို မာဖီးယားကောင်းဆောင်ဖြစ် လူသိရှင်ကြားတိုက်ခိုက်နေတာက စင်ကာပူဟာနိုင်ငံရေးရည်ရည်ချက်မှာအမေရိကန်ဘက်ကိုပြောင်းလဲလိုက်ပြီဆိုတာကိုအချက်ပြပါတယ်။အာရှနိုင်ငံတွေမှာဒီသဘောထားဟာတခုတည်းသောဖြစ်ရမဟုတ်ပါဘူး။2025ခုနှစ်ဧပြီလ21ရက်နေ့မှာ ရိုက်တာရဲ့ဖော်ပြချက်အရမလေးရှားဒေသတိုင်းအုပ်စုမလေးရှား airline cruise MAG ဟာအမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့်တရုတ်လေကြောင်းလိုင်းတွေကပြန်လည်ပေးအပ်ခဲ့တဲ့ Boeing 737 Max လေယာဉ်တွေကိုလက်ခံဖို့ Boeing နဲ့ညှိနှိုင်းနေတယ်လို့သိရပါတယ်။ MAG ရဲ့ CEO Ahmed Lakwan Mohammed Asmi ကလေယာဉ်သစ်တွေကိုစောစီးသွားရရှိခြင်းဟာ၎င်းတို့ရဲ့လေယာဉ်အစုကိုပြန်လည်ပြင်ဆင်မှုအစီအမံကိုအချိန်မြင့်ပေမှာဖြစ်ပြီး ပေးပို့မှုဆောင်တိုင်းတွေကိုတိုးစေမယ်လို့ပြောပါရယ် MG ဟာ2030ခုနှစ်မှာ737 MAX လေယာဉ်အသစ်55စီးပိုင်ဆိုင်ဖို့အစီအမံရှိပြီး737 MAX 8လေယာဉ်16စီးနဲ့737 MAX 10လေယာဉ်12စီးကိုမှာယူထားပြီးနောက်ထပ်လေယာဉ်အစီး30အတွက်ရွေးချယ်ခွင့်လည်းရှိပါရယ်ဒီလှုပ်ရှားမှုဟာမလေးရှားလေကြောင်းလိုင်းရဲ့စီးပွားရေးဆုံးဖြတ်ချက်တစ်ခုတောင်မကပဲနိုင်ငံရေးအထိပ်ပယ်တွေလည်းတည်တည်သာသာရှိပါရယ် တရုတ်အစိုးရရဲ့ဘောရင်လေရင်တွေကိုလက်ခံမှုရပ်ဆိုင်းမှုဧပြီလ15ရက်နေ့မှာအမိန့်ထုတ်ခဲ့တာဟာကြီးမားတဲ့စပေါ်ငွေတွေဆုံးရှုံးရတာကိုခရုမထားဘဲအမေရိကန်ကိုလက်တုံမြန်မှုရည်ရွယ်တာပါဒါပေမဲ့ဘောရင်နဲ့ထရမ့်အစိုးရကိုဖိအားပေးဖို့ရည်ရွယ်ခဲ့တာဟာမလေးရှားလိုနိုင်ငံတွေအတွက်အခွင့်အလမ်းတွေဖန်တီးပေးလိုက်တာဖြစ်ပါတယ်မလေးရှားရဲ့လှုံ့ဆော်မှုဟာဘောရင်ရဲ့တူလောင်ဖိအားကိုတတ်တာစေအောင်သာမကအမေရိကန်ဘောဖော်ရည်တဲ့အချက်ပြမှုတစ်ခုလည်းပေးပို့ပေးပြီး တရုတ်ရဲ့မဟာဗျူဟာကိုထိခိုက်စေပါတယ်။တစ်ချိန်တည်းမှာပဲဒီလှုပ်ရှားမှုဟာမလေးရှားရဲ့အမေရိကန်နဲ့ကုန်သရေးပိုရှံမှုကိုရှော့ချဖို့နဲ့ဝါရှင်တန်နဲ့ဆက်ဆံရေးကိုအားကောင်းစေဖို့ကြိုးပမ်းမှုအဖြစ်လဲရှုမြင်ခံရပါတယ်။မလေးရှားရဲ့တရားဝင်စည်းရင်းစရာတွေက2024ခုနှစ်မှာအမေရိကန်နဲ့ကုန်သရေးပိုရှံမှုဟာဒေါ်လာ25ဘီလီယံခန့်ရရှိခဲ့ပြီးဒီမှန်ယူမှုဟာနိုင်ငံကုန်သရေးကိုမျှတစေဖို့ကူညီမယ်လို့မျှော်လင့်ရပါတယ်။ အိန္ဒိယကလည်းဒီအခွင့်အလမ်းကိုမျက်စိကျနေပါတယ်။2025ခုနှစ်ဧပြီလ22ရက်နေ့မှာဘလွန်ဘက်ရဲ့ဖော်ပြချက်အရအိန္ဒိယရဲ့အမျိုးသားလေကြောင်းလိုင်း Air India ဟာတရုတ်ကပြန်လည်ပေးအပ်ခဲ့တဲ့ Boeing 737 MAX လေယာဉ်တွေကိုလက်ခံဖို့စီစဉ်နေပြီးလိမ့်မသာတိုးပွားလာတဲ့ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။2025ခုနှစ်မတ်လအထိ Air India ဟာတရုတ်အတွက်ရည်ရွယ်ထားပေမဲ့ 2019ခုနှစ်737 Max လေယာဉ်ပိတ်ပင်မှုကြောင့်မပေးပို့ခဲ့တဲ့လေယာဉ်40စီးကိုလက်ခံရရှိထားပြီးဖြစ်ပါတယ်။ဒါဟာ ပို့ပြီးထူးခြားတရားဖြစ်ပါတယ်။ရုရှားကဒီလေယာဉ်တွေဝယ်ဖို့ရန်ပုံငွေတွေကိုထိမ့်သိမ်းထားဖို့အဆိုပြုခဲ့ပေမဲ့လုပ်ငန်းဆိုင်ရာအခက်အခဲတွေကြောင့်ဒီအစီအမံတွေဟာအကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ဒီအဆိုပြုချက်ဟာရုရှားနဲ့တရုတ်ဆက်ဆံရေးမှာကွာဟမှု တိုးလာတာကိုထင်ထင်ဟပ်စေပြီးရုရှားကတရုတ်ရဲ့ခံစားချက်တွေကိုလိလိရှုထားတာကိုပြသပါဗျ။ စန့်ကျင်ပိုင်းတွေနဲ့တရုတ်ရဲ့ဘုံလင်းတွေကိုလက်ခံမှုရပ်ဆိုင်းလိုက်တဲ့လို့ရဟာစပုံငွေတွေဆုံးချုံရနေမှာပဲလေရင်အစိုက်ပိုင်းတွေတင်သွင်းမှုကိုပါအနှောက်ယှက်ဖြစ်စေပါတယ်ဒါဟာတရုတ်ရဲ့ C929 အကြီးစားလေရင်စီမံကိန်းကိုထိခိုက်စေပြီး၎င်းရဲ့ဘုံလင်းရဲ့အစုစုရဲ့ဘေးကင်းမှုနဲ့ထိမ့်သိမ့်မှုကိုပါအန္တရာယ်ဖြစ်စေပါတယ်တဖက်မှာတော့ဘုံဟာပြန်လည်ပေးရခံရတဲ့လေရင်တွေကနေအကျိုးအမြတ်ရရှိခဲ့ပြီး မလေးရှားနဲ့အိန္ဒိယကဒီလင်းတွေကိုတူလောင်ဖိအားမရှိဘဲလှည့်မြန်သွားဝယ်ယူခဲ့ပါတယ်။တရုတ်ရဲ့ဘုံရင်ပေးပို့မှုရက်ဆိုင်လိုက်တဲ့လို့ရဟာနောက်ဆုံးမှာ ကိုကိုကိုခြေတော့ပြတ်တက်လိုက်တဲ့ပြီးပြည့်စုံတဲ့ဥပမာတစ်ခုဖြစ်ပြီးစန့်ကျင်ဘက်အကျိုးတက်ရောက်ပြီးမိုင်မဲတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲရဲ့အခြေအနေမှာအိန္ဒိယရဲ့အခန်းကဏ္ဍဟာအထူးအရေးကြီးလာပါတယ်။2025ခုနှစ်ဧပြီလ22ရက်နေ့မှာ အမေရိကန်ဒုတိယသမ္မတဘန့်စ်ဟာ ၎င်းရဲ့အိန္ဒိယအမေရိကန်ဇနီးနဲ့မိသားစုနဲ့အတူအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီနဲ့စီးပွားရေးကုံသွယ်မှုနဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကိုအာရုံစိုက်ဆွေးနွေးဖို့အိန္ဒိယကိုလာရောက်ခဲ့ပါတယ်။ဒီခီးစဉ်ဟာအမေရိကန်အိန္ဒိယမဟာမိတ်ဆက်ဆံရေးကိုလက်ရှိစေပြီးအင်ဒိုပစိဖိတ်ဒေသမှာတရုတ်ရဲ့ဩဇာထွန်းမှုတိုးလောင်မှုကိုတံပြန်မှုအထူးကလှုပ်ရှားမှုတစ်ခုဖြစ်ရှုမြင်ခံရပါတယ်။ဆွေးနွေးပွဲပြီးမှမိုဒီကကုံသွယ်ရေးစစ်ပွဲမှာအိန္ဒိယဟာ အမေရိကန်နဲ့ခိုင်မာသောရည်ပြီးတရုတ်ကိုတံပြန်မှုအင်အားစုပေါင်းမယ်လို့လူသိရှင်ကြားကြေညာခဲ့ပါတယ်။ဖန်စီခီးစဉ်အပြင်အိန္ဒိယကတင်သွင်းတဲ့တံမဏိပေါ်ဆနှစ်ရာခိုင်နှုန်းယာယီခွန်ကို200ရက်ကြာတရောက်မှုရှိအောင် ကြေညာခဲ့ပြီးဈေးပေါ်တဲ့တံမဏိတင်သွင်းမှုမြင့်တက်လာမှုကိုထိန်းချုပ်ဖို့ရည်ရွယ်ပါတယ်။ဒီလိုရဟာတရုတ်ကိုဓာတ်ရိုက်ပိတ်မှတ်ထားတာမဟုတ်ပေမဲ့တရုတ်ရဲ့ကုန်ပစ္စည်းပုံထည့်ရောင်းချတဲ့အလေးချက်တွေကိုရှင်းလင်းစွာဖြေရှင်းတာဖြစ်ပြီး တမရထရန့်ရဲ့ဈေးပေါ်တဲ့တရုတ်ထုတ်ကုန်တွေကိုကန့်သက်ဖို့တွန်းအားပေးမှုနဲ့လာရောကြီးတွေဖြစ်ပါတယ်။အိန္ဒိယတရုတ်ဆက်ဆံရေးမှာနေဆက်ပြိပခါတွေကြောင့်ကြာရှည်တင်းမာနေတာကြောင့်အိန္ဒိယဟာကုန်သွယ်ရေးစစ်ပွဲမှာအမေရိကန်နဲ့မဟာမိတ်ဖွဲ့တာဟာအံ့ဩစရာမဟုတ်ပါဘူး။ဒါပေမဲ့ပိုပြီးထူးခြားတာကကမ်ဘောဒီးယားပါ။ CCP ရဲ့တစ္ဆာရှိမဟာမိတ်ဖြစ်မကြာခဏရှုမြင်ခံရတဲ့ကမ်ဘောဒီးယားဟာအံ့ဩစရာလှုပ်ရှားမှုတစ်ခုလှုပ်ဆောင်ခဲ့ပြီး ၎င်းတို့ရဲ့ရည်တည်ချက်ပြောင်းလဲမှုကိုအချက်ပြခဲ့ပါတယ်2025ခုနှစ်ဧပြီလ22ရက်နေ့မှာကမ်ဘောဒီးယား China Times ရဲ့ဖော်ပြချက်အရကမ်ဘောဒီးယားမှာရှိတဲ့ American ကုန်သည်ကြီးများအသင်း AM Champs ရဲ့ဥက္ကဋ္ဌ KC Barnett ကကမ်ဘောဒီးယားဆိုရဟာအခြားနိုင်ငံတွေကကမ်ဘောဒီးယားကို American ကိုကုန်ပစ္စည်းတွေကြားဖြတ်ပို့ဆောင်တဲ့ဗဟိုဌာနဖြစ်အသုံးပြုတာကိုထိန်းချုပ်ပြီးတားဆီးဖို့ဥပဒေတွေကို ပြင်ဆင်နေတယ်လို့ပြောပါရယ်ကမ်ဘောဒီးယားဒုတိယဝန်ကြီးချုပ် ဆန်ချန်ဒေါကဥဆောင်တဲ့ကမ်ဘောဒီးယားအမေရိကန်နှစ်နိုင်ငံဆက်ဆံရေးညှိနှိုင်းရေးဖွဲ့ဟာဧပြီလ16ရက်နေ့မှာအမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ဂျမ်ဆန်ဂရီယာနဲ့ဗီဒီယိုကွန်ဖရင့်ကတဆင့်ပထမအကြိမ်ကုန်သွယ်ရေးဆွေးနွေးပွဲကိုကျင်းပခဲ့ပါတယ်။ဒါဟာကမ်ဘောဒီးယားကွန်မြူစီရေပေါ်မြင်မာတဲ့အခွန်အရေးမချမှတ်ဖို့အမေရိကန်ကိုစိတ်ချယုံကြည်စေဖို့ကမ်ဘောဒီးယားကကြိုးပမ်းနေတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။